အားလုံးပဲမင်္ဂလာပါဆယ်လီဆယ်လီကစ်ချာနယ်ကထပ်မံတက်ဆက်လိုက်ရပါတယ်ဒရိုက်တာမောင်တီဟာအွန်လိုင်းမှာပဒိမှုကိုအပေးအားမြောက်လုပ်တယ်ဆိုပြီးနာမည်ကြီးပြီးကြော်ကြားနေခဲ့တာဖြစ်ပါတယ်ဒရိုက်တာမောင်တီဟာလူမှုကော်ရဲ့စာမျက်နှာပေါ်မှာအစက္ကန်ရဆဒရိုက်တာဆုကိုရရှိခဲ့တာဖြစ်ပါတယ်2025မှာအစက္ကန်ရဆဒရိုက်တာကိုပြပါဆိုရင်ဒရိုက်တာမောင်တီကိုလက်ညှိုးထိုးပြရမှာ ဖြစ်ပါတယ်ဒရိုက်တာမောင်တီဟာဇက်ဝဲခါတစ်ခုမှာ ဇလန်းဇန်ညောဒရိုက်တာဖြစ်ရေးသားပါဝင်ခဲ့သူဖြစ်ပါတယ်။သူဟာဇလန်းတစ်ခုတည်းမင်းကယောက်ျားတယောက်ဖြစ်ကြက်ကြံနေထိုင်တော့မယ်ဆိုရင်ပဒိမှုကိုလည်းပြုလုပ်ဖို့အားပေးအားမြောက်ဖြစ်ရေးသားခဲ့တာဖြစ်ပါတယ်။သူဟာဆက်လက်တောက်တရမယ်အရက်တောက်တရမယ်လူအပ်ရင်မဒိချက်ဖို့အတွက်လည်းကြိုတင်ပြင်ဆင်ထားရမည်ဆိုပြီးပြောခဲ့တာဖြစ်ပါတယ်။ထို့ကြောင့်လူမှုကော်ရဲ့စာမျက်နှာပေါ်မှာ ်မောက်ဒီကိုဝိုင်းဝေါ်ဆဲဆူနေခဲ့ကြတာဖြစ်ပါတယ်။မြန်နိုင်ငံရုပ်ရှင်လောကကဒရက်ဆက်အောက်ကိုထိုးချနေခဲ့တာဖြစ်ပါတယ်။ယခုချိန်မှာရုပ်ရှင်ကားတော်တော်များများအသိပညာပေးဆိုတာထက်ချက်ကြိုက်ကွမ်းညာရုပ်ရှင်တွေဟာတာရုပ်ရှင်တွေနောက်ပြီးမနမချင်မကြီးအတဲ့ရုပ်ရှင်တွေကိုပဲထုတ်လုပ်ပြသရိုက်ကူးလျက်ရှိပါတယ်။ဒရိုက်တာမောက်ဒီဟာဘွားရှောက်လုံးပိုကားတွေပဲရိုက်ခဲ့တာဖြစ်ပါတယ်။သူကိုပေါ်ဒရိုက်တာဆိုပြီးလဲပိတ်သက်တွေကနာမည်ပေးထားခဲ့ကြတာဖြစ်ပါတယ်။ ခုချိန်မှာပြည်သူပြည်သက်တွေကိုအစိုက်ခတ်မဲ့ဇာကာရကားဖြစ်ပါထပ်မံထုတ်လို့ရိုက်ကူးလျက်ရှိပါတယ်ထိုဇဝေခါကတော့အရန်အရန်ကိုစိုးဝါလောက်ခဲ့တာဖြစ်ပါတယ်သူဟာပဒိမှုကိုအပိအာမြလုတ်တဲ့ဒရိုက်တာဖြစ်ပရမဆုံမြမရုပ်ရှင်လောကမှာမတန်းဝင်သွားခဲ့တာဖြစ်ပါတယ်။ဟောဒီဟာအရင်တုန်းကဒရိုက်တာတယောက်ဖြစ်ရက်တီနေခဲ့တော်လဲယခုချိန်မှာဘိုးတော့ရောက်ရောက်ဘာရောက်ရောက်ညရောက်ရောက်ဖြစ်နေခဲ့တာပါ။ Happy Hotel CEO ကို ထုတ်လုပ်သူဖြစ်ဒရိုက်တာမောင်တီကယခုချိန်မှာသူ့ကိုဝေဖန်တိုက်ခိုက်မှုတွေအများကြီးရှိနေခဲ့တာဖြစ်ပါတယ်။ဒရိုက်တာလောက်ကိုအတော်အတန်ကြာနားယူခဲ့ပြီးဘိုးတော်လောက်ကိုဆက်လက်လောက်ကင်နေခဲ့တော့လဲယခုချိန်တွေဘိုးတော်လောက်ကိုခဏရက်နာကဒရိုက်တာဖြစ်ပြန်လည်လောက်ကင်စင်းမှာအဆက်ခံရတာဖြစ်ပါတယ်။တပ်တွေကလည်းဘိုးတော်သာဆက်လုပ်နေပါဒီဖက်ရုပ်ရှင်လောကကိုမလာခဲ့ပါနဲ့ဆိုပြီးပြန်လည်ဝေဖန်သူတွေကလည်းအများကြီးရှိနေခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့တခက်တခါကပေါ်ကားတွေအလုတ်ဖြစ်ခဲ့ပေမဲ့လည်းယခုချိန်မှာပေါ်ကားတွေဇက်တိုက်ရိုက်ကူးမှုကိုလောကလောကမနေ့မြို့တော့ကြောင်းပိတ်သက်တွေကတခဲနဲ့ပြန်လည်ပြောဆိုခဲ့တာဖြစ်ပါတယ်ဘလိုပဲဖြစ်ဖြစ်ဒရိုက်တာမောင်တီဟာသူ့ရဲ့လက်ကျန်ချိန်လေးမှာပေါ်ကားတွေနဲ့ထပ်မံရိုက်ကူးရဲ့ကုတ်ဆုပ်ဖို့ရှိနေခဲ့တာဖြစ်ပါတယ်မောင်တီဟာရင်မိုးရဲ့ကိုအရင်တယောက်ဖြစ်ပါတယ်ဘိမျိုးကလာတာလို့လည်းသိရှိခဲ့ရတာဖြစ်ပါတယ်ထို့ကြောင့်သူဟာသူ့ရဲ့အုံနောက်တွေပညာပေးဇက်ကားတွေမရှိဘဲ တနာဖက်ကိုရောက်တဲ့ဇက်ကားတွေနောက်ပြီးဟာသပေါ်ကားဖက်ကိုရောက်တဲ့ဇက်ကားတွေကိုသာရဲကူးလျက်ရှိသောကြောင့်မြန်မာပြည်သူလူထုမှသူဟာချက်ဖတ်ရောက်ဖြစ်နေခဲ့တာဖြစ်ပါတယ်ထို့သောကားတွေကိုရိုက်ကူးဖို့အတွက်အလို့ကရှုတ်ချနေခဲ့ကြဖြစ်ပါတယ်